တနေ့တွေနေပွဲသူအားလုံးမင်္ဂလာပါ2025 April 10ရက်နေ့နေ့9ရက်နေ့တွင်ကာလဟာကောင်းသောပြောင်းလဲမှုဖြစ်စဉ်များနဲ့တိုးတက်မှုဖြစ်ရများကိုကြုံတွေ့မယ်နေချက်သောရက်ကိုကြုံတော့လာပြီးတဲ့အချိန်ကစပြီးတော့ ကတ္တမကပြောင်းလဲဖြစ်စဉ်ပဲကိုဥတည်နေတယ်။ပြီးခဲ့တဲ့မာချ်29နေ့တပိကာလနေ့ဒီခုလွမြောက်လာပြီးဒီကာလဟာကိုယ့်ရဲ့ဘဝရဲ့ထူးခြားတဲ့ကတ္တမရဲ့စတဲ့ခြင်းကိုတလဲတွေနေပွဲတွေချုံတွေ့ရမှာပေါ့။ဒီမန်ချက်တွေထားပြီးအောင်မြင်မယ်ရှင်ပြိုင်မှုတွေပါအောင်မြင်မယ်ဘဝတွတ်တက်မှုရဲ့အနေသာရကိုရရှိနိုင်မယ်တရားနေ့မှာ ထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်ခွင့်ရှိတယ်။နှစ်ရက်နေ့မှာကောင်းသောအပြောင်းလဲနဲ့ဒလန်တွေပေါ်မယ်။နှစ်ရက်နေ့မှာအသွာနာနေတိုင်းကိစ္စရမှာအဲ့ဒီမှာမတော်ဆန့်နေတတိထားမယ်။အရှိရဘုဒ္ဓီသွားစေ။အနည်းရှိရတဲ့မနေ့ခုနှစ်နိုင်ခွင့်နဲ့ခုနှစ်နိုင်အတွက်ကိစ္စရမယ်။တော်ရည်နေရတော့ဝေးကြီးကံတို့ကံတို့ဆုံးတွတ်တဲ့နေ့တစ်ခုဖြစ်တယ်။၄ရက်နေ့မှာ မူလရည်မှန်းတာနဲ့လည်းတွေ့ပါမယ်အတိုက်ခံတဲ့ဂျုံပြီးမှလိုရာပြည့်စုံမယ်။ငါးရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေရှိနိုင်တယ်။၆ရက်နေ့ကရပယ်ခွင့်တွေလက်ဝယ်ပြန်ရပြီးတော့9ရက်နေ့မှာငွေချေလုပ်ငန်းစီမံဘဝရဲရဲကအပြားပြားကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်။ဒီတပတ်တကာလအတော်တွေမှာတနင်္လာနေ့တောက်ချန်ဒီအခါနေ့ဝိသုဒ္ဓီကောင်းကျိုးဖြစ် ဇာတပတိနေစနေနေ့ဝိသုများကြောင့်စိတ်နောက်စတိဖြစ်တတ်တယ်။နံပါတ်1 6ခုခဏနေအကျိုးပေးတယ်။အပြာရောပန်းရောညီရောတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ကောင်းခြင်းကတ္တမနဲ့ထုတ်ထည့်ခြင်းရဲ့နှစ်သာရတွေထူးခြားစွာရရှိနိုင်တယ်။ဒီတပတ်တာကာလအတွင်းအတွက်အထူးပြုသောအကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါက တကူလာရဲ့ပထမအဥဆုံးသောအင်္ဂါနေ့အဲ့ဒီဟာထူးခြားတယ်ဆိုတာတည်းရှိတယ်။အဲ့ဒီမှာဆူတောင်းဖြစ်တယ်။ဒါပေမဲ့ဆောင်းရတဲ့စနစ်ကတော့စနစ်ချောက်ရိတ်ကြည့်တယ်။အဲ့ဒီတကူလာရဲ့ပထမဆုံးအင်္ဂါနေ့ကဧပြီလ10ရက်နေ့နဲ့သွားတက်ဆက်။မြည်သည့်နေ့မွေးသူမဆိုးအဲ့ဒီနေ့မနေ့9နိုင်ချိန်မှာ ဖရာစီဒီကိုသွားပြီးဖရာရဲ့ဗုဒ္ဓတော်မှာပတောင်းညွဆက်ညွတင်ပြီးတော့လိုရာဆန္ဒပြုတနှစ်တာအတွင်းကိုလိုချင်တဲ့အကြောင်းအရာတွေဆန္ဒပြုပြီးတော့ဆုတောင်းရဲ့အဲ့ဒီဆုတောင်းတကယ်ပြည့်တယ်ဒါကတနှစ်မှာမှတလတလမှာမှတရက်တရက်မှာမှတစ်မိနစ်ပတောင်းတို့ရဲ့စွမ်းသတ္တိရှိတယ်ဆိုတော့စာစုပေါ်ထင်းတာ အဲ့ဒီဒီပထောင်ညဆက်တဲ့ညကိုအဲ့ဒီတကူနာရဲ့ပထမဆုံးအင်္ဂါနေ့မနေ့9နိုင်ချိန်မှာဗုဒ္ဓတော်မှာသွားပြီးဒီပထောင်ဆက်ညကိုတင်ပြီးတော့လောရဆန္ဒပြုရင်တကယ်ကိုအောင်ရတဲ့လက်တွေ့စမ်းသပ်နိုင်ဖို့အတွက်ဒီတစ်ပတ်ရဲ့စာရရမယ့်ကိစ္စဖြစ်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်